ီကောင်လေးကသူ့အိုက်တော်ရဲ့သွေးတွေထိုးသွင်းပြီးနောက်ထပ်စတားတယောက်ဖြစ်လာဖို့အစိုးရရာတစ်ခုကိုလုပ်ခဲ့တယ်။ဇလန်လေးရဲ့အဆမှာတော့ကမ်မရွန်ဂိတ်လို့ခေါ်တဲ့ကောင်လေးတယောက်ကဆန်အန်တိုနီယိုဆေးဗီယာဘောလုံးတင်းရဲ့ပိုလူပွဲပွဲစဉ်ကိုကြည့်ရှုနေခဲ့ပါတယ်။ကန်ကားဆေးဗီယာတင်းရဲ့ quarter back နေရာမှာကစားတဲ့ Isaiah White ကိုအားပေးနေခဲ့တာဖြစ်ပြီးတော့နောက်ဆုံးတော့သူတို့အနိုင်ရခဲ့ပါတယ်။ဒါမဲ့နောက်ဆုံးမှတ်ကိုရဖို့အတွက် Isaiah ကကစားသမားဘဝကိုဆုံးသက်နိုင်လောက်တဲ့တန်ရာတစ်ခုရသွားခဲ့တာကြောင့်ဂိုင်းပြောရှင်မှုကအချက်ချင်းဝမ်းနေမှုအဖြစ်ကိုပြောင်းလဲသွားရပါတယ်။ ဂိုင်းဖခင်ကသူ့ကိုဒါကယောက်ျားအစ်စ်တွေလောက်ရတဲ့အရာပဲသူတို့ကဆွန်းလို့နေတာခံကြတယ်လို့ပြောခဲ့ပါလေဂိုင်းဖခင်ကသူ့ကိုအိုင်ဇီယာနောက်တစ်ယောက်ဖြစ်လာစေချင်ခဲ့တာပါဒီနောက်မှာတော့အိုင်ဇီယာဝိုက်ကတန်ရာကနေပြန်လဲတက်တာလာပြီးတော့၁၄နှစ်တိုင်တိုင်ဆေးဗီးယားအသင်းနဲ့ဆက်လက်ကစားခဲ့ကသူကအသင်းနဲ့အတူချန်ပီယံရှစ်ခုအထိကိုအနိုင်ရခဲ့ပါလေဒါမဲ့အခုချိန်မှာတော့အိုင်ဇီယာကနောက်နှစ်ဆက်ကစားနိုင်မလားဒါမှမဟုတ်အနားယူတော့မလားဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးနောက်တစ်ခါမှာတော့နောက်ထပ်အာဇီယာဝိုက်ဖြစ်လာနိုင်တဲ့ကင်မရာကလေးကအရွယ်ရောက်လာပါပြီ ကံရဲ့ရေးချင်းကိုလူတိုင်းကကြားဘူးကြပြီးတော့သူ့ကိုအိုင်ဇီယာရဲ့နေရာကို စားထိုးနိုင်မဲ့ကစားသမားတယောက်ဖြစ်လာနိုင်မယ်လို့ယုံကြည်ကြပေမဲ့လည်းကံရဲ့ဖေကတော့ကွယ်လွန်သွားခဲ့ပါပြီ။အခုချိန်မှာသူ့ကိုထောက်ပံ့အားပေးနေခဲ့ကြတဲ့သူတွေကတော့မိခင်ရီးစားနဲ့သူ့ကိုယ်လိုပဲဖြစ်ပါလေ။ကံရဲ့နောက်ထပ်ပန်းနိုင်ကတော့ဒီအားကစားရဲ့အတော်ဆုံးအကောင်းဆုံးဂုဏ်လို့ခေါ်ရတဲ့ Greatest of All Time ဖြစ်လာဖို့ပါပဲ။ဒါမဲ့တညမှာကံတယောက်နောက်ကျတဲ့အထိလေးကျင့်နေတော့စိတ်မျက်နှာဖုံးနဲ့လေးဝက်စမ်းကြတဲ့လူတယောက်ကသူ့ကိုတိုက်ခိုက်ပါလေ။ ကန်ကအသက်ရှင်ခဲ့ပေမဲ့လည်းသူ့ရဲ့ကစားသမားဘွားကတော့အစွန်ပြားတစ်ခုကိုရောက်သွားခဲ့ပါပြီ။ဒီလိုတန်ရာမျိုးကိုသူကစားရင်းနဲ့ထပ်ရလာခဲ့ရင်တော့သူ့ရဲ့ကစားသမားဘွားကတကယ်ကိုပြီးဆုံးသွားခဲ့ပါလိမ့်မယ်။ဇာဝင်ကသူ့ကိုအမေရိကန်ဘောလုံးမကစားတော့ဖို့ခြံပေးလိုက်ပါတယ်။ဒါမဲ့ဒီချိန်ထဲမှာပဲဒီနှစ်အတွက်ဘောလုံးစွမ်းရည်စစ်ဆေးပွဲရောက်လာတော့မှဖြစ်ပြီးတော့လူတိုင်းကကန်ကိုစီးရင်မှနံပါတ်၁အဖြစ်ရွေးချယ်ခံရဖို့မျှော်လင့်နေကြပါတယ်။ကန်ကကင်မရာရှိမသွားရခင်စပင်ညှပ်ဖို့သွားခဲ့ပါတယ်။ အဲ့တော့သူအေဂျင့်တွန်ကသူ့ကိုအားပေးဖို့ရောက်လာပေမဲ့လေသူမိခင်ကတော့တကယ်အစင်းသင်းဖြစ်ရလားလို့မေးပါတယ်။ကန်ရဲ့မိခင်နဲ့သူ့ကိုတရူးတို့တောင်စကားများခဲ့ကြပြီးကန်ရဲ့မိခင်ကတော့ဒီတန်ရာကိုလက်လျော်မရှူစေခြင်းခဲ့ပါဘူး။ဒီချိန်မှာကန်ရဲ့စိတ်ထဲမှာတော့အတွေးတွေအများကြီးတွေးနေခဲ့ပြီးတော့စပင်းညက်နေတော့သူ့ချုပ်ရိုးကိုထိမိသွားပေမဲ့လေကန်ကအဆင်ပြေပါတယ်လို့ပဲပြောခဲ့ပါတယ်။သူကတစ်ခုလုံးစူးစမ်းခဲ့ရတာတွေအကုန်လုံးကလည်းဒီနေ့အတွက်စူးစမ်းခဲ့ရတာဖြစ်ပါတယ်။ ဒါမဲ့သူဘလောက်ပဲလိုချင်လိုချင်ကန့်အနေနဲ့အေဂျင့်စစ်ပွဲမှာမပါဝင်နိုင်ခဲ့ပါဘူး။ဒါကြောင့်မီဒီယာတွေက IZIA ရဲ့အေဂျင့်လည်းဖြစ်တဲ့တွန်ကိုကန်က IZIA ရဲ့နေရာကိုစားတိုးတော့မလား။ IZIA နားယူတော့မလားဆိုတဲ့မေးခွန်းတွေမေးနေခဲ့ကြပါတယ်။တွန်ကတော့သူတို့မေးခွန်းတွေကိုပပနက်နက်ပဲရှောင်ရှားနေပါတယ်။အဲဒီညနေပါတီဝဲတစ်ခုကိုစိတ်သက်သာစွာသွားနေတော့မှပဲကန်စီကိုဖုန်းတစ်ခေါက်ဝင်လာခဲ့ပါတော့တယ်။ ဒီဖုန်းကြောင့်ကန်တယောက်ပျော်ရွှင်သွားခဲ့ပါတယ်အကြောင်းကတော့ ICR White ကအနားယူဖို့စဉ်းစားနေတာမို့ကန်ကိုတပတ်ကြာလေ့ကျင့်ပေးနေတယ်လို့ပြောထားတာကြောင့်ပဲဖြစ်ပါတယ်ကန်အတွက်ဒီခွင့်ရေးကိုတုံးချပြီးတော့ Xavier အသင်းမှာနေရာတစ်ခုရလာနိုင်ပါတယ်ကန်ကဝေးလံခေါင်ပြားတဲ့နေရာတစ်ခုကတဲခန္ဓာတစ်ခုကိုရောက်လာခဲ့ပါတယ်ဒီနေရာမှာ UICR ရဲ့ပြိသက်တွေအများကြီးရှိနေခဲ့ပြီးတော့ Majority လို့ခေါ်တဲ့ပြိသက်တယောက်ကလည်းကန်ရဲ့ကားကိုတိုက်ခိုက်တာသူကမလို့အဖို့ဆိုပြီးတော့အဟင်နေခဲ့ပါတယ် ကန်ကအိုင်ဇီယာရဲ့စာအုပ်ကိုရောက်တဲ့အချိန်မှာတော့အိုင်ဇီယာက သူ့ကိုကြိုးဆိုပါတယ်။အိုင်ဇီယာကကန်ရဲ့ပွဲစဉ်တွေကိုကြီးရှုခဲ့ဘူးတဲ့အကြောင်းပြောတဲ့အခါမှာတော့ကန်အတွက်မယုံနိုင်တော့အောင်ဖြစ်ခဲ့ရပါတယ်။အဲဒီနောက်မှာဂိုင်ဇီယာကကွာတာဘက်တွေရဲ့တမိုင်းအကြောင်းကိုကန်ကိုပြောပြပါတယ်။နောက်ပြီးဒီတစ်ပတ်လုံးဖုံးလုံးဝမတုံးရပဲနဲ့အာယုံပြက်စရာဆက်သွယ်မှုတွေဘာမှမလုပ်ရဘူးလို့ပြောပြီးတော့ကန်ရဲ့မိုဘိုင်းဖုန်းကိုလည်းယူသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့ရဲ့ပထမဆုံးလေ့ကျင့်ရေးနေ့ကအစတင်ပါလို့ ကံလဲစတင်လေ့ကျင့်ခဲ့ရပြီး ICA ကအကုန်လုံးကိုမှန်မှန်ကန်ကန်လုံဆောင်နိုင်မှုအကြံပေးပါတယ်။ကံကလည်းဒီလေ့ကျင့်ရေးကိုတကယ်နှစ်သက်နေခဲ့ပါတယ်။ ICA ကတော့ဒါကအစာပဲရှိသေးတယ်ကြောင်းပြောလိုက်ပါတယ်။အေဂျင်စစ်ပွဲလွဲချော်သွားတာကြောင့်ဇေဗီယာအသင်းအနေနဲ့ပြစည်းနေတဲ့ပြစည်းတစ်ခုကိုတော့ဝယ်မှာမဟုတ်တဲ့ကြောင်းတတိပေးလိုက်ပါတယ်။သူကကံကိုသူ့ရဲ့ကိုပိုင်ဆရာဝန်မာကူနဲ့မိတ်ဆက်ပေးပါတယ်။မာကူကကံရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတိုင်းတာစစ်ဆေးမှုတွေလုပ်ဖို့အင်ကြီးချုပ်ခိုင်းပြီးတော့ ကံရဲ့ကိုလေးချိန်နဲ့တိုင်းတာမှုအားလုံးကိုမှတ်တမ်းတင်ခဲ့ကြပါတယ်။ကံကအိုင်ဇီးယားကိုသူ့ဖေကအိုင်ဇီးယားကိုတကယ်သဘောကျခဲ့ပြီးတော့သူတန်ရာရတဲ့ဗီဒီယိုဖိုင်ကိုအမြဲတမ်းပြကဒါကယောက်ျားစစ်စစ်တယောက်ပဲလို့ဆုံးမလေးရှိတဲ့ကြောင်းပြောပြခဲ့ပါတယ်။အိုင်ဇီးယားကတော့ကမ်းမကောင်းမွန်တဲ့ကလေးဘွားရှိခဲ့မှာပဲလို့ပြောပြီးတော့သူတို့ကဆိုးရွားခဲ့တာဒါကြောင့်ပဲသူဒီနေ့ဒီနေရာမှာရှောင်းနေတာလို့ပြောခဲ့ပါတယ်။အိုင်ဇီးယားကကမ်းကိုဘာကြောင့်ဒီအားကစားကိုဆက်လုပ်နေတာလဲလို့မေးတဲ့အခါမှာတော့ကမ်းကသူ့အတွက်ဆုံးလို့ပေးခဲ့ကြတဲ့မိသားစုအတွက်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့အိုင်ဇီယာကဒီလောက်နဲ့တင်မလုံလောက်သေးပဲနဲ့ဒီအားကစားမှာထိတ်ဆုံးရောက်ချင် ပြင်ပလှုပ်ဆော်မှုတစ်ထက်ပိုတဲ့အရာကိုရှာဖွေရမယ်လို့ပြောခဲ့ပါတယ်။အိုင်ဇီယာရဲ့ဇနီးအယ်စီလည်းအဲမှာရှိနေခဲ့ပြီးတော့သူမကအကန့်ကိုလေ့ကျင့်ရေးမှာပျော်ရွှင်ပါစေလို့ပြောကာခီးထွက်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲအိုင်ဇီယာကသူ့ရဲ့တင်းစီထားတဲ့သွေးတွေကိုသွေးကြောတွေကိုထိုးသွင်းနေခဲ့ပါတယ်။ဒါကသူ့အချိန်ကြာမြင့်အောင်ကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့ခြင်းရဲ့အလေးအဝဲချက်ပါပဲ။ လေးခြင်းမှုကြောင့်ကန်ရဲ့သွေးသားတွေနာကျင်လာတဲ့အချိန်မှာတော့မာကိုကနာကျင်မှုကိုတတ်တာစီရဲ့လို့ပြောပြီးတော့အိုင်ဇီယာရဲ့သွေးကိုတစ်ကြိမ်ထိုးပေးလိုက်ပါတယ်။နောက်တဲ့နေ့မှာကန်နဲ့အိုင်ဇီယာတို့အပြေးလေးချင်းကြပြီးတော့ကန်ကလည်းတက်ငယ်ပေမဲ့အိုင်ဇီယာထက်အရင်မောပန်းနေခဲ့ပါတယ်။မောလာလို့ပြုတ်ဟန်ကျင်လာပြီးတော့မြေပြင်ပေါ်ကိုလဲချလိုက်တုံးပါပဲ။အဲ့ဒီချိန်မှာထူးဆန်းတဲ့လူယောက်ကရောက်လာပြီးတော့သူ့ကိုတိုက်ခိုက်ပါတော့တယ်။ဒါမဲ့ဒါကတော့ကန်တယောက်ထင်အောင်တင်မဖြစ်နေခဲ့တာပါ။အဲ့ဒီနောက်လေးချင်းနေတုံးပါပဲ။အိုင်ဇီယာကကန်ကိုဘယ်တော့မှမပေါ်ပန်းနိုင်တဲ့စွမ်းရည်နဲ့ ဒါမှမဟုတ်ဘယ်တော့မှဒဏ်ရာမရနိုင်တဲ့စွမ်းရည်ဘယ်တစ်ခုကိုပိုင်ဆိုင်ခြင်းလဲလို့မေးလိုက်ပါတယ်။ကံကတော့တကယ်ကံတွင်ကစားသမားတွေဒဏ်ရာကြောင့်ကစားသမားဘွားကလည်းနှုတ်ထွက်ရတဲ့အကြောင်းဘယ်တော့မှဒဏ်ရာမရနိုင်တဲ့စွမ်းရည်ကိုလိုချင်တယ်လို့ပြောခဲ့ပါတယ်။ဒီချိန်မှာအိုင်ဇီယာခေါ်ထားတဲ့ကစားသမားတချို့ရောက်လာခဲ့ကြပြီးသူတို့ကလီချင်းရီမှာကူညီပေးကြမှာပဲဖြစ်ပါတယ်။မာကူကအကန့်ကိုထပ်ပြီးစေတိုးပေးပြီးတဲ့နောက်မှာတော့သူတို့နဲ့အတူကံကလီချင်းမှုစတင်ပါတယ်။လေ့ကျင့်နေတော့အိုင်ဇီယာကအကန့်ကိုကစားပွဲတစ်ခုအတွက်စိန်ခေါ်လိုက်ပါတယ် အဲ့ဒါကတော့ဂံက20စက္ကန့်အတွင်းပြင်းမှတ်ကိုမှန်အောင်ပြရပါလိမ့်မယ်။စသချင်းဂံကမပြစ်လိုက်နိုင်တဲ့အခါမှာတော့ဘေးနားမှာရက်နေတဲ့လူတယောက်ရဲ့မျက်နှာစီကိုဆက်နဲ့ပြစ်လိုက်တဲ့ဘောလုံးကအချိန်ပြည့်နဲ့မှန်သွားပါတယ်။ဂံတယောက်ဘာဖြစ်တာလဲဆိုတာမသိခဲ့ပေမဲ့ဂံပြင်းမှတ်ကိုမပြစ်နိုင်တိုင်းမှာအဲ့လူကိုဘောလုံးနဲ့ဇက်တိုက်ပြစ်နေခဲ့တာကြောင့်သူ့ပါဇက်ကသွေးရည်စီးကြတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ကံကဘောလုံးကိုပြစ်မှတ်စီမှန်အောင်ပြစ်ခဲ့ပေမဲ့လည်းဖမ်းတဲ့လူကဘောလုံးကိုမဖမ်းမိတဲ့အချိန်မှာလည်းဘေးနားကလူကဘောလုံးနဲ့ပြစ်ခံရတော့မှာပဲ ဒါကြောင့်ကံကဘောလုံးကိုဖမ်းရမယ့်လူပေါ်စာပြီးတော့ဒေါသထွက်လာခဲ့ကဖမ်းရမယ့်လူကိုဆဲလိုက်ပါလေ။အိုင်ဇီယာကကွင်းထဲမှာဒီလိုပြောရဘူးလို့တတိပေးခဲ့ပြီးဘောလုံးမဖမ်းနိုင်လဲအပြစ်အားလုံးကကွာတာဘက်နေရာမှာကစားနေတဲ့ကံရဲ့ပခုံးပေါ်ကိုကျလာမှာလို့ပြောလိုက်ပါလေ။အောင်မြင်မှုအားလုံးရှုံးနေမှုအားလုံးကလည်းကံပေါ်မှာပဲမူတည်နေမှာကြောင့်စိတ်ကိုပြန်စူစီပြီးတော့ပြစ်လို့အိုင်ဇီယာကတတိပေးလိုက်ပါလေ။နောက်ဆုံးမှာကံလဲအာယုံဆက်ပြီးတော့တေချာမန်ကိုပြစ်နိုင်ခဲ့ပါလို့ရတယ်။ ဒါပေမဲ့ဘေးနာကလူရဲ့အခြေအနေကတော်တော်ဆိုးရွားနေခဲ့ပြီးတော့သူသွားတွေတောင်မှအကျိုးပဲကုန်ပါပြီ။ဒါပေမဲ့သူထားရလိုက်တဲ့အချိန်မှာတော့သူကယဉ်နေခဲ့ပါတယ်။အဲတော့သူကအကန့်ကိုတော့တင်ယူစရာတွေအများကြီးရှိနေသေးတယ်လို့ပြောခဲ့ပါသေးတယ်။ကံရဲ့ခေါင်းပေါ်ကချုံရိုးကနေလည်းသွေးတွေစီးကြလာခဲ့ပါတယ်။မာကူကသူ့ကိုကုသပေးပြီးတော့အေးကန်းထဲမှာသွားပြီးတော့ထိုင်ဖို့ပြောလိုက်ပြီးတော့ဒါကအုံနောက်တွဲကောင်းစီတယ်လို့လည်းပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီထဲမှာထိုင်နေကံရဲ့ကောင်းကလည်းပူနာကျင်လာခဲ့သလိုထင်အောင်တင်မဖြစ်နေတာတွေလည်းမရော့ကျသွားခဲ့ပါဘူး နောက်ရနေ့မှာအကန့်ကိုနောက်ထပ်တစ်ကြိမ်သွေးထိုးပေးခဲ့ပါတယ်။ဒီနေ့မှာတော့လေးချင်းမှုမှာကန်ကအလွန်ကြမ်းတမ်းတဲ့ကစားဟန်နဲ့ရင်ဆိုင်ကစားခဲ့ရပါတယ်။သူထိခိုက်ကလဲကျသွားခဲ့ပြီးပါဇက်ကနေတောင်သွေးတွေထွက်လာခဲ့ပါတော့တယ်။အိုင်ဇီယာကအေဂျင့်တွေရဲ့လူလိုက်ကြည့်နေတော့ကမှတ်တမ်းတွေထဲမှာကန့်ကို လူကြောက်တယောက်လို့မှတ်ထားကြကြောင်းကိုပြောခဲ့ပါတယ်။သူကဒါကဟာသာလုပ်နေတာမဟုတ်ဘဲနဲ့ကန်ရဲ့ဘဝတစ်ခုလုံးကဒီပေါ်မှာမူတည်နေတယ်လို့ပြောလိုက်ပါတယ်။ ီယာရီကိုတကယ်ပဲလူကျင်သလားလို့မေးတဲ့အခါမှာတော့ကန်ကလည်းလူကျင်ကြောင်းပြောလိုက်ပြီးတော့တခြားသူတွေလိုမျိုးကြမ်းကြမ်းတမ်းတမ်းကစားပါတော့လေသူကတခြားကစားသမားတယောက်ကိုဝင်တိုက်ပြီးတော့ခေါင်းကိုရိုက်ခွဲပစ်ခဲ့တာပါအိုင်ဇီယာကနာကျင်စွာညှဉ်းညူနေတဲ့အဲ့ဒီကစားသမားကိုကြည့်ပြီးတော့ပြောလိုက်ကကန့်ကိုဒါပဲလို့ပြောခဲ့တာသူကကန့်ကိုဂုဏ်ယူနေခဲ့ပါတယ်အဲ့တော့လူတိုင်းကဆေးပြားသချင်းကိုစာပြီးတည်ဆူခဲ့ကြကဒဏ်ရာရသွားတဲ့ကစားသမားကတော့နာကျင်မှုနဲ့လဲကျနေခဲ့ပါတယ်ကန်ကကြိုးကုန်းတဲ့သူ့ကိုဒရုကိုဆက်လိုက်ပြီး ူ့ရဲ့ထင်ယုံထင်မှားဖြစ်နေတာတွေအကြောင်းကိုပြောပြခဲ့ပါတယ်။ဒီနေ့ကဂန်ရဲ့မိခင်မွေးနေ့ဖြစ်တာကြောင့်သူ့မိနဲ့စကားပြောဖို့ပြင်နေတုန်းမှပဲမာကိုကနောက်ကနေရောက်လာတဲ့အချိန်မှာဂန်ကဖုန်ချလိုက်ရပါတယ်။အဲဒီနောက်မာကိုကဒီလောက်ကိုလူတွေကိုကယ်တင်နိုင်ဖို့ဆိုပြီးစားခဲ့ပေမဲ့လည်းအခုတော့ကိုကိုကိုပြန်တက်နေခဲ့ရတယ်ဆိုပြီးတော့ဖွင့်ရနေခဲ့ပါတယ်။မာကိုကသူ့မိသားစုစီဘယ်တော့မှသွားလို့မရခဲ့ပဲနဲ့သူတို့ကိုမတွေ့နိုင်ခဲ့ပါဘူး။မာကိုထွက်သွားကနေမှတော့လူနှစ်ယောက်တိုက်ခိုက်ရေးတပ်ကွင်းတစ်ခုတည်းကိုရောက်သွားရင်တယောက်တည်းပဲကြံရစ်ခဲ့ရမယ်လို့ပြောသွားခဲ့ပါတယ်။ အပြင်မှာတော့အရင်ကမာဂျီရီဆိုတဲ့အမျိုးသမီးကအကန့်ကိုစောင့်ကြည့်နေခဲ့ပါတယ်။အဲချိန်ထွေးထုတ်ခိုင်းထဲမှာထိုင်နေကြရင်းနဲ့အိုင်ဇီယာကအကန့်ကိုတူဒီအားကစားအဖွဲ့စည်းတွေနဲ့အကုန်လုံးကိုလွှမ်းနေရတော့မယ်လို့ပြောခဲ့ပါတယ်။ဒီအားကစားစီကိုရောက်မလာခင်ဒီသူစီမှာမိသားစုလည်းမရှိခဲ့ဘူးလို့ပြောခဲ့ပါတယ်။အိုင်ဇီယာကအကန့်ကိုလူကောင်းတစ်ယောက်လို့ပြောလိုက်ပြီးတော့သူ့လိုမဖြစ်စေဘဲနဲ့ကိုယ့်ရဲ့ကြီးမြတ်မှုလမ်းကြောင်းကိုကိုယ့်ဘာသာရှာဖို့အကြံပေးလိုက်ပါတယ်။အာဇီယာထွက်သွားပြရတဲ့ချွေးထုတ်ခန်းတွေကပူချိန်ကလည်းမြင့်တက်လာခဲ့ပြီးကံလဲမျိုးလုံးမိတ်ကလဲချလိုက်ပါရယ် အဲဒီချိန်မှာမာဂျရီကအဲ့ဒီမှာပေါ်အောင်နေခဲ့ပြီးတော့သူမရဲ့ဖော်နှောက်ကအပြင်မှာရက်နေခဲ့ပါတယ်။မာဂျရီကကန့်ကိုတိုက်ခိုက်ခဲ့ကကန်ကသူ့ကိုသူကာကွယ်ရင်းနဲ့မာဂျရီကိုလေပင်းညှစ်လိုက်ပြီးတော့သူမကလည်းတည်သွားပြီလို့ထင်လိုက်ပါတယ်။အဲဒီချိန်မှာအေဇီယာရောက်လာပြီးတော့မာဂျရီကိုကင်မပြီးတော့လွတ်ပစ်လိုက်ကကောင်းကိုရိုက်ခွဲလိုက်ပါတော့။အဲနောက်သူကကန့်ကိုလည်းဒါရီရှင်းလိုက်မယ်လို့ပြောပြီးတော့ထွက်သွားခန်းလိုက်ပါတယ်။ အစီကကန့်ကိုဓာရီကုံလုံးကယူသွစရာကောင်းတယ်လို့ထင်နေလောက်ပေမဲ့လည်းသူတို့ကဘာမှာဒါကတာမန်အင်ကနေလေးတနေ့ပါပဲလို့ပြောခဲ့ပါတယ်။သူမကဒီယာရီကိုမြင်ပြီးတော့ကန်ထွက်သွားဖို့စဉ်းစားနေခဲ့တာကိုနားလည်ခဲ့ပါတော့တယ်။ဒါကြောင့်သူမနဲ့တူရေကန်စီကိုလိုက်ခဲ့ဖို့ခေါ်လိုက်ပြီးတော့ကန်လည်းသူမနဲ့တူလိုက်သွားခဲ့ပါတယ်။ဒါမဲ့မနေ့ကင်းကန်နိုးလာတဲ့ချိန်မှာတော့အိုင်ဇီယာကတနတ်တလင်းနဲ့အတူရှိမှထိုင်နေခဲ့ပါတော့တယ်။သူကကန့်ကိုသူနဲ့အိတ်ကလာလို့မေးခဲ့တဲ့အခါမှာတော့ကန်ကတော့မလုပ်ခဲ့ဘဲနဲ့သူ့မှာရည်စားရှိတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ အာဇီယာကရေမောနေခဲ့ပြီးတော့ကန်ကိုကောင်မလေးကိုဖောက်ပြန်ဖို့တော့မစင်းစားနိုင်ပဲနဲ့မင်းချီနေကပို့ဆိုးနေပြီလို့ပြောခဲ့ပါတယ်။အာဇီယာကကန်အနေနဲ့ကောင်မလေးရဲ့ခံစားချက်ကိုနားလည်အောင်လုပ်ဖို့တော့အရန်ကြောက်နေခဲ့ရင်ဒီအသင်းရဲ့မျက်နှာပုံးတယောက်ဖြစ်ဖို့ဘယ်တော့မှထိုက်တန်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့လူသားသမားအားလုံးကလူတွေရဲ့ခံစားချက် နားကျင်တာတွေကိုဂယူးမဆိုင်တင်ဘူးလို့ပြောခဲ့ပါတယ်။အဲတော့သူတို့နှစ်ယောက်တနက်ပြစ်ဖို့သွားကြပြီမဲ့လေကန်ရဲ့စိတ်ထဲမှာတော့အဲ့ဒီထူးဆန်းတဲ့မျိုးသမီးမာဂျရီအကြောင်းပဲရှိနေခဲ့ပါတယ်။ အာဂျီယာကဂမ်ဘာရီပြောနေတာလဲဆိုတာမသိဘူးလို့ပြောခဲ့ပါတယ်။သူကဂန်ရဲ့ရှိကပြမတ်တစ်ခုကိုပြလိုက်ပြီးတော့ဒီပြမတ်ကိုမှန်အောင် ပြစ်နိုင်ရင်ကန်လိုချင်တာကုန်ပေးမယ်။ဒါမဲ့ရှင်းရင်တော့ဂန်ရဲ့လူငယ်ဘဝကိုယူမယ်လို့ပြောခဲ့ပါတယ်။ဒါမဲ့ဂန်ကငင်းလိုက်ပြီးတော့နောက်ထပ်လောင်းကြီးတစ်ခုကိုပေးလိုက်ပါတယ်။သူမမှန်မဲလွဲချော်ခဲ့ရင်တော့မိုင်းဇီယာကိုနောက်နှစ်ကွာတာဘက်နေရာကိုပေးမယ်လို့စင်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ဒါမဲ့တကယ်ပြစ်လိုက်တဲ့အခါမှာတော့ဂန်ကမလွဲသွားခဲ့ပါဘူး။ အဲ့နောက်မှာသူပိုပြီးစူးစမ်းခဲ့ကအားကစားရုံမှာနဖူးကချွေချီမကိုကြားတဲ့အထိကိုအပြင်းထန်လေ့ကျင့်ခဲ့ပါတော့လေ။နောက်ရနေ့မှာတော့ကံကမတူညီတဲ့နောက်ထပ်လေ့ကျင့်မှုတစ်ခုကိုလုပ်ခဲ့ရပြီးတော့ဒီလေ့ကျင့်မှုကတော့ကင်မရာတွေနဲ့ရင်ဆိုင်ဖို့ပဲဖြစ်ပါတယ်။ကံကလူတိုင်းကိုသူ့ဖိနဲ့သူ့ရဲ့နောက်ဆုံးစကားတွေကို ပြောပြနေခဲ့ပါတယ်။သူ့ဖိကသူ့ကိုဂုံကြီးချောင်းပြောခဲ့ပေမဲ့လည်းကံကပေါ်လုံးကစားတာကိုစွန့်လွတ်တော့မယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်သူ့ဖခင်စိတ်တိုက်ခဲ့ရပြီးတော့လာနေငယ်ကြပြီးတဲ့နောက်မှာသူကွယ်လွန်သွားခဲ့ပါတယ်။ ။ဒါကြောင့်ကန်ကအခုချိန်မှာဘောလုံးအတွက်ရှိသမျှအရာရာပေးဆက်ထားတာပဲဖြစ်ပါတယ်။သူကစားနေသမျှသူ့ဘေကအသက်ရှင်နေတယ်လို့ခံစားရလို့ပဲဖြစ်ပါတယ်။အဲဒီတော့ AC ကသူ့ဘေအတွက်ဂုဏ်ယူရစီဖို့လုံနေတာမှန်ပေမဲ့လည်းကိုကိုကိုတတ်နေသလိုမျိုးလုံနေရလောက်အောင်ဒီကိုတကယ်ရောလိုချင်ရဲ့လားဆိုပြီးတော့မေးလိုက်ပါတယ်။ကန်ကတော့ပြေဝသေးချာနေခဲ့ပါတယ်။ AC ကဆေးဘီယာအသင်းကလွန်ခဲ့တဲ့နှစ်20တုန်းက ICR ကိုပေးခဲ့တဲ့ကံလန်းကြုံမျိုးကိုကံကိုပေးခြင်းနေတယ်လို့ပြောခဲ့ပါဗျ။ ။သူမကန့်ကိုဇေဗီယာပိုင်ရှင်နေရှိမဲ့လျှော့ဝဲပါတီဝဲတစ်ခုစီကိုခေါ်သွားလိုက်ပါတယ်။မသွားခင်မှာဒီလူတွေမှာအရန်ထူးဆန်းတဲ့ရိုးရာဒလိတွေရှိတယ်လို့လည်းသူမကပြောခဲ့ပါတယ်။ပါတီဝဲထဲရောက်တာနဲ့ကန်ကမာကိုနဲ့ဆုံခဲ့ပြီးတော့သူကကန့်ကိုပြေးလို့တိတ်တိတ်လေးပြောလိုက်ပါတယ်။ဒါမဲ့ကန်ကရှေ့ဆက်သွားခဲ့ပြီးတော့ပါတီမှာသူ့အေဂျင်ရောဇေဗီယာပိုင်ရှင်နဲ့ပါတွေ့ဆုံခဲ့ပါတော့လေ။အဲ့လူတွေကကန့်ကိုအနီရောင်ဖြော်ရီတစ်ခွက်တိုက်ခဲ့ပါလေ။ဒါကိုတောက်လိုက်တာနဲ့သူ့စီမှာထူးဆန်းတာတွေစတင်ဖြစ်ပေါ်လာခဲ့ပြီးတော့ကန်တယောက်ရမ်းကိုမူရဲသွားစီခဲ့ပါလေ။ တဏျာမှာတော့သူရှိမှာမျက်နှာဖုံးအောက်ကမှာကိုရဲ့ခေါင်းပြက်ကြီးကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်ပြီးတော့သူလည်းတတိလက်သွားခဲ့ပါတယ်။အစီကကိုရင်မှာကိုကိုတက်ပြစ်ခဲ့တာပါ။ကံတတိပြန်ရလာတဲ့ချိန်မှာတော့ဇေယရဲ့သွေးကိုသူ့ရဲ့သွေးကြောလေးကိုထည့်ပြီးတော့ထိုးသွင်းနေတာကိုတွေ့လိုက်ရပါတယ်။သူလည်းမတက်တောင်ကောင်းကောင်းမရနိုင်ခဲ့ပဲနဲ့တွားသွားခဲ့ရပြီးတော့မာကိုသိသိထားတဲ့ဇေတုအပ်ကိုလည်းထိုးသွင်းလိုက်ပါတယ်။အဲ့တော့ဒိုင်းစုတစိမ့်တစ်ခုကိုယူပြီးတော့အစီရစီကိုတန်းတန်းမတ်မတ်ကိုသွားပါဦးလေ။ ဲဒီချိန်မှာအိုင်ဇီယာကသူ့ပရိသတ်တွေအားပေးနေတဲ့ဗီဒီယိုဖိုင်ကိုကြည့်နေခဲ့ပါတယ်။ကံကသူ့ကိုတိုက်ခိုက်ခဲ့ပါတော့တယ်။ဒီလိုတွေကသူ့ကိုအိုင်ဇီယာရဲ့သွေးတွေထိုးသွင်းပေးကြကရိုးရာဒလေတစ်ခု လုံးနေတယ်ဆိုတာနားလည်သွားပါတော့တယ်။အိုင်ဇီယာကတကယ်တော့ဒါကသူ့ဇီယာရဲ့သွေးတွေလို့ပြောခဲ့ပါတယ်။ပြီးတော့သူ့ဇီယာမှာလည်းရှေးကသူ့ဇီယာရဲ့သွေးတွေရှိခဲ့ကြပါတယ်။ဆိုလိုတာကတော့ဒီလူတွေကအရင်ကကောင်းတဲ့ကစားသမားတွေရဲ့သွေးတွေကိုနောက်တဲ့ကစားသမားတွေစီကိုပေးပြီးတော့ပိုကောင်းလာစေဖို့တားရဲတဲ့ကောင်လိုမျိုးဖြစ်လာစေဖို့လုပ်နေတာပဲဖြစ်ပါတယ် ဒီရာက၄ရက်စာကလေးကဖြစ်ပြနေခဲ့တာဖြစ်ပြီးတော့ဒီသေးကိုရရှိတဲ့သူတွေကကန်တွင်တော်ဆုံးကသားသမားတွေဖြစ်လာခဲ့ကြတာပဲဖြစ်ပါတယ်။ဒါမဲ့ဒီချိန်ထဲမှာတယောက်တည်းသာတည်ရှိနိုင်တာပဲဖြစ်ပါတယ်။ဆိုလိုတာကတော့အိုင်ဇီယာတာမမို့ကန်တယောက်တည်းကပဲအသက်ရှင်နေရပါလိမ့်မယ်။သူတို့နှစ်ယောက်အချင်းချင်းတိုက်ခိုက်ကြရပြီးတော့အဲဒီကနေထွက်သွားနိုင်မဲ့အနိုင်ရသူကပဲအတော်ဆုံးကန်တွင်ကစားသမားဖြစ်လာပါလိမ့်မယ်။ဒီနောက်မှာတော့အိုင်ဇီယာနဲ့ကန်တို့ကတိုက်ခိုက်ကြပါတော့တယ် အိုင်ဇီယာကကန်တဲ့အများကြီးပူအားကောင်းနေခဲ့ပြီးတော့သူကကန်ရဲ့အရိုးတွေကိုချိုးပစ်ခဲ့ပါတယ်။ဒါမဲ့ကန်ကပြန်ထလာခဲ့ပြီးအုတ်ထုတ်တလုံးကိုဆွဲယူကအိုင်ဇီယာကိုတိုက်ခိုက်ပါလို့ရတယ်။သူကအိုင်ဇီယာကိုဒေတဲ့အထိအဲ့ဒီအုတ်ထုတ်နဲ့ရိုက်နေခဲ့ပါတယ်။သူအဲ့ဒီကနေထွက်လာတဲ့အချိန်မှာတော့အေစီနဲ့ဆေးဗျာပိုင်ရှင်အားလုံးကမျက်နှာဖုံးတွေဝတ်ဆင်ထားပြီးတော့စူတောင်းစာရွတ်ဆိုနေကြပါတယ်။အာဘီရဲ့ဘမ်မမေရီကလည်းကံကိုကြိုးဆိုပြီးတော့အာဘင်းနေခဲ့ကြပါတယ်။ကံရဲ့ရှိမှာတော့ပစိန်တစ်ချောင်းရှိနေခဲ့ပါတယ်။ ။အဲဒီကကန်ကိုစာချုပ်မှာလက်မှတ်ထိုးဖို့ပြောခဲ့ပေမဲ့ကန်ကတော့ရှေ့ဆက်မတိုးခဲ့ပါဘူး။ကန်အေဂျင့်ကမျက်နှာပုံးချွတ်လိုက်ပြီးတော့ဒါကကန်ကောင်းချင်းတစ်ခုမို့လို့လက်မှတ်ထိုးလိုက်ဖို့ပြောနေခဲ့ပါတယ်။ကန်ရဲ့ဖေကိုယ်တိုင်ကလည်းဒါကိုလိုချင်ခဲ့ပြီးတော့အရာအလုံးကိုစွန့်လောက်ကဒီအတွက်စီရင်ပေးခဲ့တာလို့ရှင်းပြလိုက်ပါတယ်။ကန်ကတော့ကြေလောင်စွာရေမောလာရင်လည်းသူ့ရှိကပစိန်ကိုကောက်ကန်လိုက်ကအကုန်လုံးကိုငရဲကိုသွားလို့ပြောခဲ့ပါတယ်။ အေဂျင်ကကလေးဘွားကလေးကဒီအတွက်ပြင်ဆင်ပေးခဲ့တာဖြစ်ပြီးတော့ကန်းကိုလည်းဒါရီလှုပ်ပေးနိုင်မှုတမင်သက်သက်တန်ရာရအောင်ပါလုပ်ခဲ့တာဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါကြောင့်ယူထမနေဘဲနဲ့လက်ခံလိုက်ဖို့ပြောနေခဲ့ပြီးတော့ဇေဗီယာပိုင်ရှင်ကဂန်းရဲ့မိသားစုကိုတပ်ပြစ်မယ်လို့ချင်းချောင်းနေခဲ့ပါတယ်။ဂန်းစိတ်ထဲမှာလည်းသူမိသားစုနဲ့မတ်တရားတွေပေါ်လာခဲ့ပါတယ်။အဲ့တော့မှာတော့သူကပစိမ့်နဲ့လူတိုင်းကိုစားပြီးတော့တက်ပြက်ခဲ့ပါတယ်။အစီကတော့သူ့ဘာသာလဲကြပြီးတော့သူမရဲ့ဓာတ်နဲ့ကိုကိုကိုထိုးတက်မိခဲ့ပါတယ်။ ကံကဘလုံးဝဲတစ်ခုလုံးသွေးတွေနဲ့ပြင်းနေသွားတဲ့အထိကိုတယောက်ပြီးတယောက်ကိုတတ်ပစ်ခဲ့ပါတော့လေ။နောက်ဆုံးမှာတော့သူ့အေဂျင့်တယောက်ပဲဂျန်ရစ်တော့တဲ့အချိန်မှာအဖြူရောင်မိခိုးငွေတွေလည်းထွက်လာပါတယ်။ဒါကတော့ဒီနတ်ဆိုးရိုးရာဒလေးရဲ့နောက်ွယ်ကအစွမ်းအားတွေဖြစ်နေလောက်မှာပဲဖြစ်ပါတယ်။အဲ့ဒီမိခိုးငွေတွေကအေဂျင့်ကိုကွင်းလဲစီဆွဲခေါ်သွားခဲ့ပြီးတော့ပေါက်ကွဲသွားစေခဲ့ပါတော့လေ။ဇလန်ဒီကတော့ဒါပါပဲခင်ဗျ။ဇုံးဒီနာဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။